လုံးမင်းမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့ဒီဇင်ဘာ9ရက်နေ့ Super Sunday တနင်္ဂနွေနေ့ရတဲ့ပတ်လုံးကျွန်တော်ကျွန်တော်မိသားစုဝင်တွေကျန်းမာစွာနဲ့ပြန်လဲတွေ့ဆုံခဲ့ရတာမင်္ဂလာတပါးဖြစ်ပါတယ်ကျွန်တော်တို့ကတော့မင်္ဂလာရှိနေတာပဲပြောပါဟိုဘက်ရောက်ကမှာတော့မင်္ဂလာတွေပြတ်နေကြတယ်ဗျာအရာဒီတိုင်းဝင်းကြီးချုပ်က မြတ်မော်တေစီရီမှာနဂါးစာနှစ်ခါတိတိသွားကျွေးတာတောင်မှအေရီတိုင်းတွင်းမှာအကျန်းဖက်စစ်ခွေးတက်ပုတ်မလောက်ကုန်နေတဲ့အကြောင်းတွေကျွန်တော်ရဲ့မိသားစုဝင်တွေကြားပြီးပြလာဗျာမตาတွေတလောင်းပြီးတလောင်းချနေရတော့မตาချလို့တော့မှမလောက်ဘူးဆိုတဲ့အကြောင်းနဲ့ရာရှိတွေအများပြားပါတင်နေတဲ့အတွက်ဟိုဘက်ရက်ကွက်မှာတကယ့်ကိုခရက်တွေထနေပါလေကျွန်တော်ရဲ့မိသားစုဝင်တွေဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ပြောပြချင်တာက ထူးခြားတဲ့ ARD တိုင်းစစ်ဌာနရဲ့ကုကဲမှုအောက်မှာရှိနေတဲ့ ARD viewer အကြောင်းကိုကျွန်တော်ကဖော်ပြပေးချင်တာဗျာဝေချကောက်ကောင်ကျွန်တော်တင်းကိုဝင်ပြီးတော့ခုနထောင်နေဆိုရင်တော့ ARD viewer ကဘာလဲဆိုတာကိုတပါတဲ့ဒီကောင်นี่ကြောချမ်းအောင်ကျွန်တော်ကဖော်ပြပေးမှာဖြစ်တယ်နောက်ထပ်တင်းတစ်ခုလည်းရှိပါသေးတယ်အဲ့ဒါကရွှေစင်ရွှေဆိုင်ကိုဓမြတိုက်သွားတဲ့ကောင်တွေကဆရာဖကောင်တွေလို့ကျွန်တော်တို့သတင်းရရှိထားတယ်ဗျာ ကျွန်တော်တို့ရန်ကုန်လမ်းမတော်မှာစိုက်ကယ်စီးလို့ရတာဘယ်သူတွေလဲကျွန်တော်ရင်မိသားစုဝင်တွေဒါကြောင့်ကျွန်တော်ရဲ့ video ကိုစောင့်ကြည့်ဝင်ရင်ကြည့်ရှုပေးဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာတွေ့ကောင်းတယောက်ထွက်ပေါ်သွားပါတယ်အဲ့ဒါကတော့ချင်းတိုင်းရင်သားတဦးဖြစ်တဲ့ van ဖြစ်ပါတယ် van ပွဲကိုတော့ကျွန်တော်တို့ live ကြည့်ဖို့ကတော့ကျွန်တော်တို့အနေနဲ့ခက်ခဲပါတယ်ဒါပေမဲ့ကျွန်တော်တို့ replay ပဲပြန်ပြီးတော့ကြည့်ရတာပါငကိုလေးကလည်းပဲသူ့ပေါ်မှာ ဒါကျွန်တော်တူရဲ့အမြင်နဲ့ယုံကြည်မှုအပြည့်ရှိပါတယ်ဆိုတော့အရှိမလည်းပဲ1 championship ကျွန်တော်တို့ရွှေဘက် champion online and sign လမ်းဖောက်ပြီးခဲ့တဲ့အတိုင်းကျွန်တော်တို့လူငယ်တွေဟာအဲ့ဒီနောက်ကိုစူးစမ်းပြီးတော့တကယ်ကိုလမ်းထိပ်ထပ်ပေါက်နိုင်ခဲ့တယ် van omnibus ကျွန်တော်တို့တစ်ပါလုံးမှရှိနေတယ်ကျွန်တော်တို့မြန်မာပြည်ဘွာတိုင်းရင်းသားတွေအားလုံးကအလုံးဝမ်းမြောက်နေတာကိုကျွန်တော်တွေ့ရပါတယ်ကျွန်တော်လည်းထပ်တူဝမ်းမြောက်ပါတယ် ဆိုတော့သူ့ရဲ့အောင်မြင်မှုဟာဒီရွှေကပတ်နဲ့ပတ်သက်ပြီးတော့ဟိုကျွန်တော်ဗီဒီယိုကလစ်ကိုပြန်ကြည့်လိုက်တဲ့အချိန်မှာဒီရွှေကပတ်ဟာသူ့အတွက်ဒီ flying weight တန်းရွှေကပတ်သူ့အတွက်ပါလို့တောင်မှပြောထားရလောက်အောင်ဖြစ်နေပါတယ်ဆိုတော့ပထမအချိန်မှာပဲဒါအမြင့်ကန်ချက်ကနေပြီးတော့ပြန်လဲပြုတ်ကျတယ်သူ့ရဲ့ပြိုင်ဘက်ဟာလက်အစစ်လွဲပြီးတော့ပွဲအရှုံးပေးလိုက်ရတဲ့ပုံစံမှာ UFC ပွဲတွေကတကယ့်ကိုကြမ်းပါတယ်။ကဘာမှာလဲထိတ်တဲအဆင့်ရှိတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။ ဆိုတော့ဒီမျိုး accident ဖြစ်တဲ့ပုံစံမျိုးဒီမျိုးထိခိုက်ဒဏ်ရာရရှိတဲ့ပုံစံမျိုးဒီထက်ဆိုးရတဲ့အခြေအနေတွေလည်းကျွန်တော်တို့လေ့လာသိရှိထားပါတယ်ဟုတ်ပြီကျွန်တော်တို့နိုင်ငံသားတွေဟာဒီကမ္ဘာနေရာအသီးသီးမှာဗောနော်ကျွန်တော်တို့နိုင်ငံအတွင်းမှာစစ်မှတ်တွေဖြစ်တဲ့မတိမငြိမ်းတဲ့အခြေအနေတွေအကြံဖက်စစ်ခွေးတက်ရဲ့မဒိန်ကျင့်လူသက် နေတဲ့အခြေအနေတွေမှာနိုင်ငံတွေအသီးသီးမှာကျွန်တော်တို့ဖြတ်ကျက်ပြီးတော့နေထိုင်ကြရပါတယ်ဆိုတော့ နိုင်ငံမှာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့တိုင်းရင်းသားတွေအနေနဲ့ပေါ့နော်အတပါသောနိုင်ငံမှာရောက်နေသည့်တိုင်အောင်သူတို့လုံနိုင်တဲ့အစွမ်းအစတွေကိုထုတ်ဖော်ပြသလိုက်တဲ့အတွက်လည်းဂုဏ်ယူပါရယ်ဗျဟုတ်ပြီကျွန်တော်ဒီကနေ့အဓိကတင်ပြချင်တဲ့အကြောင်းအရာကကျွန်တော်ရွှေဆိုင်ကိုဓမြတိုက်ခံလိုက်ရတဲ့အခြေအနေလေးတွေနဲ့ကျွန်တော်မိသားစုနဲ့အရင်ဆုံးဆွေးနွေးခြင်းနဲ့ဗျာ ရွှေရပစ္စည်းအပါဝင်ငွေသားသိန်းတစ်ထောင်ပါသွားတယ်လို့နီးစက်တဲ့သူတွေရဲ့စီကနေတော့သိရှိထားတာဆိုတော့မနက်9နာရီလောက်မှာရွှေသင်ရနာဆိုင်ဝန်ထမ်းတွေစိုင်းဖွင့်ဖို့တဲ့ရွှေရပစ္စည်းတွေထုတ်နေတဲ့အချိန်မှာဆိုင်ကယ်နဲ့မြို့သား3ယောက်ရောက်ရှိလာပြီးတော့တနက်ပြလူရက်သွားတယ်လို့လည်းကျွန်တော်တို့သိရှိထားရပါတယ်ဆိုင်ဖွင့်ဖို့ကားပေါ်ကစင်းလုံးပဲရှိသေးတယ်ဆိုင်ကယ်နဲ့လူ3ယောက်ရောက်လာပြီးတော့ဝန်ထမ်းတွေကိုတနက်နဲ့ချိန်ပြီးတော့ရွှေတွေနဲ့ငွေသားသိန်းတစ်ထောင်ယူသွားတယ်ရွှေတန်ဘိုးကိုတော့တိရသေးဘူးလို့ကျွန်တော်တို့သိရပါတယ်ဟုတ်ပြီ ဘန်လာတာနဲ့ကြောက်တရားမှာဆိုင်ငယ်စင်းဝင်ရတဲ့သူတွေ SP ထောက်လန်းရေးနဲ့စရဖရဲတွေပဲရှိတယ်ဆိုတာကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးသိပါတယ်ကျွန်တော်မြေထဲမှာတာမန်လူတွေဆိုင်ငယ်စီးလို့ရပါသလားဆိုင်ငယ်စီးခွင့်မရှိဘူးအာရမိုင်းဖွဲ့စည်းတွေဝန်ထမ်းတွေတို့နဲ့ပတ်သက်တဲ့သူတွေသာဆိုင်ငယ်စီးခွင့်ရတာပါဆိုတော့အခုလူရဲမှုနဲ့ပတ်သက်ပြီးတော့လည်းတကယ်ကိုခဲရက်ခက်သွားတယ် SP ထောက်လန်းရေးနဲ့စရဖပြီးတော့ရဲခွေးတွေ ပေါင်းပြီးတော့ဗန္ဓမြတိုက်သွားတာလားလို့ကျွန်တော်ပြည်သူတွေကမေးနေကြပါတယ်ကျွန်တော်တာမန်ပြည်သူတွေဆိုင်ကယ်စီးလို့မရတဲ့အဲ့ဒီနေရာတွေမှာဆိုင်ကယ်စီးခွင့်ရနေတဲ့သူတွေတော်တော်ရဲနော်ကျွန်တော်ရဲ့မိသားစုတကယ်ရဲမှရဲဒီကောင်းနေပြတနက်ထောက်ပြီတော့ဟုတ်ပြီ လက်ရှိအချိန်မှာလည်းကျွန်တော်တို့ဒါရွှေစင်ရနာရွှေဆိုင်လူရဲသွားတဲ့သူတွေကိုလည်းဖမ်းမမိသေးပါဘူးကျွန်တော်ရဲ့မိသားစုဝင်တွေမြို့ထဲမှာနော်မြို့ထဲမှာဆိုတော့ဒီအချိန်နဲ့ပတ်သက်ပြီးတော့2021ကျွန်တော်တို့အာနာသိမ့်တဲ့နောက်ပိုင်း2025မှာရန်ကုန်မြို့အတွင်းထဲမှာပဲလူတက်မှုတွေလူရဲမှုပေါင်းကျွန်တော်151မှုလူရဲမှုပေါင်း143မှုအပါဝင်ရွှေဆိုင်ဓမြတိုက်မှု18 18ခုထိဒါဖြစ်ပျက်ခဲ့တယ်လို့လည်းကျွန်တော်တို့ကြားသိထားပါတယ်ဒါတွေက အမှုကင်းဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဒိန်းတွေထွက်ပေါ်လာတဲ့အခြေအနေပါကျွန်တော်တို့ဆိုင်ကယ်လူယူခံရတာတွေပြီးတော့ဈေးသွားဈေးပြန်အိမ်သွားအိမ်ပြန်လုပ်နေတဲ့အချိန်မှာပတ်စံအိမ်လူခံရတာတွေပြီးတော့တက္ကစီပေါ်မှာအလူခံရတဲ့အခြေအနေ drive taxi driver တွေကိုတက်ပြီးတော့ရတဲ့ပစ္စည်းလေးတွေကိုယူသွားတဲ့အခြေအနေအဲ့ဒီအမှုတွေတော့မှအများကြီးကြမ်းမအောင်လိမ့်မယ်ဆိုတော့ အခုဖြစ်နေတဲ့ဖြစ်စဉ်တွေကကျွန်တော်တို့ပြည်သူလူထုဂျားရဲမှတကယ်ကိုမလုံခြုံတော့ဘူးဆိုတာကိုကျွန်တော်တို့နေ့စဉ်မြင်တွေ့နေရတာဖြစ်ပါတယ်မျိုးရဲအထိဆိုင်ကယ်နဲ့လာပြီးတော့တနှက်ထောက်ပြီးတော့ဖမ်းသွားတာဖြစ်တယ်ပြီးတော့အဲ့ဒီဆိုင်ကယ်နဲ့ပဲမောင်းပြေးတာကိုမမိဘူးဆိုတော့တော်တော်ရဲတယ်နော်ကျွန်တော်ဒါဆိုရင်ဒီကောင်လေးရဲမှရဲပါပဲကျွန်တော်ပြည်သူကတော့ ်ရှင်းပါတယ်ဆိုင်ကယ်စီးလို့ရတာက SP ထောင်းလိုင်းရင်းနဲ့စားအဖပဲရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုဝင်တွေပဲစဉ်းစားကြည့်ပါဗျအခွင့်အရေးလူတန်းစားတွေလို့ပဲအခုလက်ရှိဖြစ်ပျက်နေတဲ့ကောင်တွေပေါ့ဗျာအဲ့ဒီကောင်တွေပဲဆိုင်ကယ်စီးရတာဖြစ်တယ်မြို့ရန်ကုန်မြို့ထဲမှာမြို့ပြင်ကျွန်တော်တို့ဆိုင်ကယ်စီးနှင်းခွင့်တွေကိုလည်းအဲ့ဒီကောင်တွေပဲစီးနှင်းပြီးတော့အဲ့ဒီကောင်တွေပဲရာဇဝတ်မှုမျိုးစုံကိုကျူးလွန်နေကြတာတွေဖြစ်ပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေ ရန်ကုန်မြို့ထဲမှာဘယ်လိုလူတွေကစံငယ်စီးလို့ရလဲကျွန်တော်ပြောရင်တော့လူမပြောနဲ့ကျွန်တော်ရင်ဒါဆိုရင်ခွေးထောင်တိပါတယ်ဟုတ်ပြီနော်ကျွန်တော်ရန်ကုန်ထဲမှာရှိနေကျွန်တော်မိသားစုနေကျွန်တော်ပြီလို့ရုတ်တံကြည့်တယ်ဆိုလည်းပဲအဖြေကတန်းပြီးတော့ထွက်သွားပါလိမ့်မယ်ဟုတ်ပြီကျွန်တော်ဘုံတိုင်း grand ဖြစ်သွားတဲ့လဲကူးကကြမ်းဖော့ယုံကိုလည်းပဲကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့လေ့လာကြည့်အောင်ပါ လက်ခုမှာရှိတဲ့ကျန်းဖို့ရုံကိုပြင်းအားမြင့်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်နှမ်းခဲ့တယ်။အဲ့ဒါကိုတော့ကျွန်တော်တို့ရန်ကုန်အာမီမြို့ပြပကြဖွဲ့ကဒါသူတို့ရေအောင်မြင်စွာဖောက်ခွဲနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတယ်။ကျွန်တော်ဒီဇင်ဘာ6ရက်နေ့ည9:00နာရီ35မိနစ်အချိန်မှာလက်ကုမျိုးတာနာရိတ်တာရက်ွက်မြို့နယ်ကျန်းဖော့ပါတီရုံးမှာကျွန်တော်တို့ငပြူကျန်းဖော့ခုနှစ်ကောင်အဆောက်ရှိနေတဲ့အချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လေ။ငပြူတွေကတော့ထိခိုက်ဒဏ်ရာရရှိပြီးတော့အဆောက်အဦလည်းပျက်စီးသွားတယ်လို့ ကျွန်တော်တို့စက်တိထားပါအဲ့တက်ခိုက်မှုမှာကျွန်တော်တို့ရန်ကုန်အာမီမြို့ပြပျောက်ကြားဖွဲ့တွေနဲ့နောက်ပိုင်းခေပကပတို့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဘင်းကင်းလုံးကျူစွာနဲ့စုတ်ခွာနှိုင်းခဲ့တယ်လို့သိရှိထားရတယ်ကျွန်တော်တို့အချမ်းဖက်စစ်ခွေးတက်ရဲ့ဒါကျွန်တော်တို့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အဓိကအဖြစ်ကျွန်တော်တို့လူငယ်တွေဘက်ကလည်းပဲထုတ်ပြန်ကြေညာထားတာရှိပါတယ်ကျွန်တော်လူငယ်တွေကိုတော့မထီမင်းမြင်လုပ်မယ်ဆိုရင်တော့အခုလိုပဲ အုံတိုင်းခွန်းဒီလိုမျိုးတွေကြုံရအောင်မှာဖြစ်ပါတယ်ကျွန်တော်လည်းအများနဲ့ကျွန်တော်မိသားစုဝင်တွေသတိပေးပါတယ်ဒီခွေးတွေနဲ့ခဝေးဝေးတာနေပေးပါဟုတ်ပြီဒီကနေ့ကျွန်တော်အဓိကဖော်ပြခြင်းတဲ့အကြောင်းအရာက ARD ဖြစ်ပါတယ် ARD နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုဝင်တွေကျွန်တော်ကဝေးတစ်ဖွဲ့ဝင်တွေကသတင်းမထုတ်ပြန်တာပဲရှိတာပါကျွန်တော်တိုက်ပွဲတွေအများအပြားပေါ်ဆောင်နေတယ် ပြီးတော့အဲ့ဒီတိုက်ပွဲတွေအတွင်းထဲမှာလည်းဂျမ်ဖက်စစ်ခွေးတက်ကကောင်းလေမတာတောင်မှချမလောက်ဖြစ်နေပါဘူး။အော်ချီကျွန်တော်တို့တက်သားငစလူကောင်းနေမှသည်ဘူမူဘူချုပ်တွေအထိပါပါနေတာဖြစ်ပါတယ်။ဆိုတော့အရတော်မြင့်ကြီးရောက်ကလည်းဒါတွေကိုကာဝယ်ဖို့အတွက်ဒါတွေကိုပြင်ဆင်ဖို့အတွက်တို့ရဲ့ထိခိုက်ကြဆုံးမှုတွေနဲနိုင်တော့နဲဖို့အတွက်ကြီးမားတဲ့ပြင်ဆင်မှုတွေလှုပ်ဆောင်နေပါတယ်။ဂျမ်ဖက်စစ်ခွေးတက်ကဝင်ကြီးချုပ်က ဘာလို့တာလဲဆိုတော့နဂားကိုအစာသွားကြီးတာပါမင်း online မှာဒီအမင်း online မှာတာမင်း online မှာဒီအရှိမဆိုရင်ဒါတန်းရွှေပေါ့နော်အတန်းရွှေမှာဒီအဆက်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 ခဏအချိန်ဒီဒီကောင်းနေရရချင်းနေကြစေဆိုတော့အကြဆုံးလုံတော့ထိခိုက်နေတဲ့အတွက် AIB တိုင်းကကျွန်တော်ဝင်ချီးချုပ်ပေါ့မျက်မော်တင်စီဒီမှာနဂားစာကြွေးပြီးတော့ရေချာခြေနေရတာဒုတိယမြောက်ဖြစ်နေပါပြီဒါပေမဲ့လည်းပဲ ေဆုံးမှုတွေဟာမလျော့သွားပဲနဲ့ဘုံမှုတကောင်ရဲ့အလောင်းကိုတော့မှာကျွန်တော်တို့ဒီဒီဇင်ဘာလအတွင်းထဲမှာပဲပသိမ်မြို့မှာရှိတဲ့ရွှေမြင်တင်တုတ်တန်မှာလုံုံရင်အများပြချပြီးတော့တင်းကြူလိုက်ရတာပါမပါ6လောက်မှာလုံုံရင်ယူပြီးတော့ချလိုက်ရတဲ့အခြေအနေကျွန်တော်ရင်မိသားစုအရကတက်တော့အေးနဲ့မာမေပူပေါင်းတက်ဖွဲ့ဝင် PDF ပကဖနဲ့နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ် AR တိုင်း9မြို့နယ်မှာကျွန်တော်တို့တိုက်ပွဲတွေစတိုက် ေါ်ဆောင်နေတာဖြစ်တယ်အချမ်းဖက်စစ်ခွေးတက်ကထိကိုက်များနေတဲ့အတွက် AR တိုင်းဝင်းချီးချုပ်ဦးတင်မောင်ဝင်းနဲ့အဖွဲ့ဟာမြတ်ပေါ်တင်စီဒီမှာငကားစာကျွေးပြီးတော့ရကြခြေနေတာဖြစ်တယ်လို့လည်းကျွန်တော်တို့သိရှိထားပါတယ်ဟုတ်ပြီဒီဇင်ဘာ9ရက်နေ့ညပိုင်းချိန်မှာလည်းပဲကျွန်တော်တို့ပသိမ်ခရိုင်ပသိမ်မျိုးဝင်းကြီးချုပ်တင်မောင်ဝင်းနဲ့အဖွဲ့အုပ်ချုပ်ရေးပိုင်းနဲ့လူတွေရတယ်ဌာနဆိုင်ရာဝန်ထမ်းတွေမြတ်ပေါ်တင်စီဒီမှာအာဆိုလင်းကြော်တမောနဲ့တွားရောက်ပြီးတော့ငကားဖို့အစာတွားကျွေးတာဖြစ်ပါတယ် တော့ခါလိကြတော့လဲဗျာသူတို့ရဲ့လုပ်ရက်လေးတွေကကျွန်တော်တို့တော်လန်ရေးမှာပေါ့နော်อืมဟာတာလေးတွေလည်းမြောက်တယ်ဗျာငကောက်စာသွားကြွေးတာဘာတွေသွားကြေးလဲပေါ့နော်ကြောက်မိသားစုနေကျွန်တော်ရေကြားတွေဘာတွေမချေဘူးတော့ကျွန်တော်မသိဘူးအဲ့တော့ငကားကြီးရထားစားတာလားဘယ်လိုမျိုးလဲပေါ့ဟုတ်ပြီရာရီရဲ့ပတိမြို့နယ်တာပေါင်းရေကြီးလေးမျက်နှာဟင်္ဒရာမြို့နယ်ငါးမြို့နယ်အတွင်းမှာဂျမ်ဘစစ်ခွေးတက်ထိကိုက် ကြဆုံးအလုံးများပြားနေတာအဲ့ဒီနေမြေတွေမှာလည်းလက်လွတ်ဆုံးရှုံးရတာတွေများပြားလာပြီဆိုတော့ဒီချင်းတွေကိုအဖက်ဆယ်နိုင်ဖို့တဲ့မျက်မော်တင်စီဒီမှာကျွန်တော်တို့ငကားစာကျွေးပြီးတော့ရကြခြေခဲ့တာဖြစ်တယ်လို့လည်းကျွန်တော်တို့ဒေတာကန်နေရှိရပြန်လဲသိရှိထားပါတယ်ငကားစာကျွေးတာတစ်ချိန်နဲ့မဟုတ်ပါဘူးနှစ်ချိန်ရှိပါပြီဆိုတော့ကျွန်တော်ထင်တာကတော့သူတို့ကတော့ငကားစာတော့ချစ်တာပေါ့နော်ဟိုကငကားမင်းအိပ်ပျော်နေတာလေဖြစ်နိုင်တယ်လေ ဆိုတော့သူကသူတို့ကတော့ကျွေးလိုက်တာပဲဟိုအိပ်ပေါ်နေတော့မသိဘူးဒါပေမဲ့လေသူတို့ကတော့ဆက်ပြီးတော့တေမြဲတေဇဲအခုတိုင်ထီလဲတေမလောက်ဖြစ်နေတယ်ပါလေကျွန်တော်အမိသားစုဝင်နေကျွန်တော်ရဲ့ဗီဒီယိုဆုံးမှာထူးခြားတယ်ပေါ့နော် ARD တိုင်းကျွန်တော်တို့စစ်ဌာနရဲ့ကိုကဲမှု ARD viewer အကြောင်းကိုပြောမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်လေးဘာကြောင့်အလောင်းတေနေတာလဲဆိုတာကိုကျွန်တော်အမိသားစုဝင်နေပို့ပြီးတော့ထင်ထင်ချာချာမြင်တွေ့ရအောင်ပါဟုတ်ပြီ ။ AR တန်းတိုက်ပွဲအတွင်းမှာနော်အခုရပိုင်းအတွင်းမှာကျွန်တော်မိသားစုဝင်တွေအချမ်းဖက်စစ်ခွတ်တက်ကဘုံမှုတကောင်သေဆုံးသွားတယ်။အလောင်းကိုကျွန်တော်တို့ပြီးခဲ့တဲ့ဒီဇင်ဘာ၂ရက်နေ့မှာပသိမ်မြို့ရွှေမြေတင်တုတ်တန်မှာလုံခြုံရေးယူပြီးတော့မှအဲတိတ်စိမတ်တာချလိုက်ရတယ်ဖြစ်ပါတယ်ကျွန်တော်မိသားစုဝင်တွေ။ တာပေါင်းမျိုးနဲ့တာပေါင်းကလေးရွာပဝင်းကျင်တမ66လောက်ခံတရင်နေနဲ့အာခတ်တက်တော့အေအေပူပေါင်းတပ်ဖွဲ့ဝင်တွေကြတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေလို့တလောမှာရှစ်တောင်ရန်လေးမျက်နှာမျိုးနဲ့မှလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်ပြီးခဲ့တဲ့ကျွန်တော်တို့နှစ်ရက်လောက်ကပေါ့နော်ကျွန်တော်အရာရင်းနဲ့ပတ်သက်တဲ့တိုက်ပွဲသတင်းတွေအာခတ်တက်တော့အေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေပတ်ပတ်သက်တဲ့တိုက်ပွဲသတင်းတွေကိုကျွန်တော်မိသားစုကျွန်တော်အသေးစိတ်ဖော်ပြလိုက်ပါတယ်ဒီနေ့ကျွန်တော်အဓိကဖော်ပြချင်တာကတော့ AR worry ဟာဒီထက်ပိုပြီးတော့ အကျမ်းဘာစစ်ခွေးတက်ရဲ့စစ်တင်ညာဖြစ်ဖို့အလားအလာတွေရှိပါအောင်မယ်ဆိုတာကိုကျောင်းမိသားစုကျွန်တော်ကအသိပေးချင်တာဖြစ်ပါတယ်ဟုတ်ပြီတိုက်ပွဲတွေကယနေ့ချိန်ဒီဆက်လက်ပြင်းထန်စွာဖြစ်ပွားနေတယ်ကျမ်းဘတ်ဖက်စစ်ခွေးတက်ကတော့အထိကအတော်တွေများနေတယ်ပသိမ်မှာစစ်ကုနေရတာတွေရှိတယ်လို့မင်္ဂလာရုံစစ်စေးရုံကိုပို့ပြီးတော့ကို့နေရတာတွေလည်းရှိတယ်ရရှိတွေပါထိကိုက်နေတယ်မိသားစုဝင်တွေလည်းပြရာတွေခတ်နေကြပါပြီ ဒဏ်ရာပြင်းထန်စွာရရှိနေတဲ့သူတွေကလည်းအတူပြက်တဲ့အလွန်များပြားတဲ့အထွတ်တတော်လေးကိုစိတ်ထက်ကြနေကြတယ်လို့လေကျွန်တော်တို့သိရှိထားရတယ်ရှင်းတိုက်ပွဲမှာလည်းပဲသူတို့ဘက်ကဘာသတင်းကောင်းမှမရဘဲနဲ့ကျွန်နာနဲ့တေကျွန်တော်တို့တိုက်တာနဲ့အကွဲအပြဲအလူအလဲနဲ့ခွေးပြေးဝက်ပြေးစုတ်ခွာထွက်ပြေးနေရတာယနေ့အချိန်ထိပါပဲကျွန်တော်ရင်မိသားစုဝင်နေတယ် လက်နက်တွေစုံရှုံးတာတွေနဲ့ပတ်သက်ပြီးတော့လည်းစတိုက်သူတို့ဘက်မှာအေးအယူခံနေရတယ်လို့လည်းကျွန်တော်တို့သိရှိထားရတယ်။ဆိုတော့တာဘော့တိုက်ပွဲမှာထပ်မံပြီးတော့ဒဏ်ရသွားတဲ့ဗိုလ်ကြီးအဆင့်ဒါအဆင့်ရှိတဲ့သူဒါမိသားစုဝင်ပေါ့နော်သူတို့နဲ့ပတ်သက်တဲ့ဒါတည်င်းနေပေါ့အဲ့ဒီတည်င်းနေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ရဲ့မိသားစုဝင်တွေထုံးတန်တိုင်းပေါ့ဗျာဒီကောင်တွေဘက်ကအထိနာပြီဆိုရင်သူတို့ရဲ့မိမတွေ သူတို့မိသားစုတွေကလူမျိုးကိုရဲ့ social media တွေမှာတင်ကြတယ် TikTok တွေမှာတင် ပြီးတော့တက်ပြီးတော့ငိုကြတယ်ဗောနော်ဒါလည်းအခုကရိုးရလို့ဖြစ်နေပါပြီခွေးတက်ကကောင်တွေကအဲသူတို့ရဲ့ပပကြီးကိုလည်းမပြောရဲပြီးတော့သူတို့ရဲ့ပပကြီးစီကလည်းဘာမှလည်းအကူအညီထောက်ပံ့မရမရတဲ့အခါကျတော့သူတို့ရင်ဖွင့်စရာပါလဲဆိုတော့အဲကျွန်တော်တို့ TikTok account တွေပြီးတော့ကျွန်တော်တို့ Facebook လူမှုကွန်ရက်ဆိုရှယ်ဆာမျက်နှာအထက်တွေမှာပဲတက်ပြီးတော့မသားချရတာတွေပြီးတော့ငိုနေကြတာတွေလင်းပြောက်ကြောင်း ျွန်တော်တို့ TikTok ပေါ်မှာတက်ပြောနေရတဲ့အခြေအနေတွေပါပဲဒါကတော့သူတို့ဘက်ကသတင်းမှန်ပြန်ကြားရေးကိုလက်ရှိအချိန်မှာသုံးနေတဲ့နောက်ဆုံးပေါ်နီးပြူပါကြီးကိုကျွန်တော်မိသားစုတွေပြောပြတာဖြစ်ပါတယ်ဗျဟုတ်ပြီလက်ရှိအချိန်ဒီမှာလည်းပဲဂျမ်းဖက်စစ်ခွေးတက်ကရာရှိကောင်တွေရောကျွန်တော်တို့စေကုသနေတာတော့မှလုံလောက်တဲ့ထောက်ပံ့တွေမရတဲ့အပြင်ကိုစေကုသရင်းနဲ့သေသွားတဲ့ကောင်တွေလည်းအလွန်များပြားနေတာ ဖြစ်ပါတယ်လို့ကျွန်တော်တို့ရဲ့ဒါမိသားစုဝင်တွေစီကနေပြီးတော့ပြန်ပြီးတော့ တွေ့မြင်ကြသည့်ထားရတာဖြစ်ပါတယ်ဗျ။အရောက်တဲ့တပ်ဝဲတွေမှာအရာရှိတွေပါအကုန်လုံးမသာပေါ်သွားတဲ့အတွက်တော်တော်လေးကိုထိခိုက်နေရပြီးတော့အချမ်းဖက်စစ်ခွေးတက်ပဝင်းကျင်မှာကြရက်အကြီးကြီးထနေတယ်လို့ကျွန်တော်တို့သိရှိထားရတာဖြစ်ပါတယ်။ဟုတ်ပြီ။အရာဝီမှာဒီကောင်တွေဘာကြောင့်အထိခိုက်အလွန်များတာလဲ။ဘလို့မကူမထင်မှတ်ထားတဲ့ ARE လေး အရောင်နဲ့ပတ်သက်ရင်ဒလန်တွေအများများပါတယ်ဆိုပြီးတော့ AR ဒေတာကန်တွေစီကအမြဲတမ်းအတန်ထွက်နေတဲ့ကျွန်တော်တို့ရဲ့ AR ကျွန်တော်လောင်းဆက်တဲ့ KNU နေမီကိုရောက်ခဲကကျွန်တော်တို့နဲ့အတူ AR သားတွေတပုံတပင်ကြီးပါလာတာဖြစ်ပါတယ်။ KNU နဲ့နေတာဟုတ်ဗျာ။ဆိုတော့အဲ့ဒီမှာတွေက AR သားတွေဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကောင်းကောင်းသိထားတာပါ။ဟုတ်ပြီ။ကျွန်တော်လက်ရှိအခြေအနေမှာ အရာရီအပါအဝင်စစ်တိုင်းဌာန10ခုရှိပါတယ်စကိုင်းတိုင်းစစ်ဌာနမန္တလေးတိုင်းစစ်ဌာနမကွေးတိုင်းစစ်ဌာနရှမ်းတောင်ကယားကရင်နီးပေါ့နော်တိုင်းစစ်ဌာနနေပြည်တော်တိုင်းစစ်ဌာနပဲခူးတိုင်းစစ်ဌာနရန်ကုန်တိုင်းစစ်ဌာနအရာရီတိုင်းစစ်ဌာနပြီးတော့တင်းလာရီတိုင်းစစ်ဌာနနဲ့အထူးတိုင်းစစ်ဌာနဆိုပြီးတော့စစ်တိုင်းဌာန10ခုစုဖွဲ့ပြီးဖြစ်ပါတယ် အဲ့ဒီတိုင်းစစ်ဌာနတွေရဲ့ကျွန်တော်တို့ခရိုင်ကုကဲမှုတွေနဲ့ခရိုင်တယွင်းတွေကလည်းအများပြားရှိပါတယ်ထူးခြားချက်အနေနဲ့အရာဝတိုင်းစစ်ဌာနရဲ့ကုကဲမှုအောက်မှာ ERV viewer ရှိပြီးအဲ့ဒီ viewer ဟာတနိုင်ငံလုံးမှာစုဖွဲ့မှု viewer တွေတက်ပို့ပြီးတော့အင်အားကောင်းပါတယ်ဘဘချက်ကောက်ကောင်းနေမင်းတို့ ERV ကိုရှော့မတွက်နေကျွန်တော်တခါပြောပြီး ERV သားတယောက်နဲ့ကျွန်တော်နဲ့အတူတူတာဝန်ထမ်းဆောင်နေတာ ကြည်တော်မဖောက်ဘူးတဲ့ချောင်းလေးမြစ်ထဲမှာပဲခေါင်းဆိုင်ပြီးတော့ဘွက်ထဲမှာပဲဇက်သိမ်းပေးမယ်လို့ AR သားကပြောတာဖြစ်ပါတယ်သူတို့မြည်သူတို့ပိုင်တယ်သူတို့ရည်သူတို့ပိုင်တယ်ကြောက်ရင်မိသားစုဝင်နေကြော်လာရင်တော့ဆွဲဆားခံရတော့မှာဖြစ်ပါတယ်ဒါကအခုထွက်ပေါ်နေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ AR မှာဒီကောင်းနေဘာကြောင့်အသိများနေတာလဲဆိုတာကိုကျွန်တော်မိသားစုဝင်တွေကိုရှင်းရှင်းလင်းလင်းကျွန်တော်ဖော်ပြပေးနေတာဖြစ်ပါတယ်ဗျာ ကျွန်တော်တို့အဲ့ဒီကျွန်တော်တို့စတိုင်းတွေပြီးတော့စေယုံချုပ်တွေရဲ့ဒိုက်ရိုက်ကူကဲမှုတွေနဲ့နေမီဒေတာတွေကိုတွားပြီးတော့ဗောနော်တိုက်ခိုက်နေတဲ့ချင်းမြန်တရင်တွေလည်းရှိနေပါတယ်ကျွန်တော်တို့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တခုတည်းမဟုတ်ပဲねတမအဖြစ်နဲ့ဆိုရင်လည်းပဲကျွန်တော်တို့ဒါမန်လေး PDF ဆိုရင်ဒါသူတို့ရဲ့တမဗောနော်တမအစင်ရှိတဲ့အဲကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါသူတို့ရဲ့အင်အားဟာတကယ်ကိုခံမှန်းရခက်လောက်အောင်ကို အင်အားတောင့်တင်းပါတယ်ကျွန်တော်ရဲ့မိသားစုနောက်ထပ်တက်မစုပွဲမှုတွေလည်းရှိလာပါအောင်မယ်ကျွန်တော်တို့စစ်ဒေသတွေမှာလည်းပဲကျွန်တော်တို့စေးတပ်ဖွဲ့တွေတိုင်းစေးတပ်ဖွဲ့တွေဒုံးတပ်ဖွဲ့တွေလက်နက်ကြီးတပ်ဖွဲ့တွေစသည်အားဖြင့်ဖွဲ့စည်းထားတာရှိပါတယ်ကျွန်တော်တို့ဘောတော့တရားဝင်ထုတ်ဖော်ပြောဆိုချက်တွေမှာဆိုရင်ကျွန်တော်တို့ရဲ့တရင်ပေါင်းဟာ356တရင်ရှိပါတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေအင်အားသိမ်းနဲ့ချီပြီးတော့ရှိတယ်လို့ဘောဘရက်ကွက်ကအကောင်တွေ လမ်းဖြန့်နေကြတာဖြစ်တယ်ကျွန်တော်တို့အတင်းအာရမစက်သားမစုဆောင်ဘူးကျွန်တော်တို့ပေါ်တာမဆွဲဘူးဆိုတော့ဒီအခြေအနေမှာဘလို့တွေကွာခြားလာတာလဲဆိုတာကိုကြောက်မိသားစုဝင်နေရှင်းရှင်းလင်းလင်းတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပေါ်တာဆွဲပြီးတော့ငွေညစ်တယ်ကြားဘူးလားကျွန်တော်ရဲ့မိသားစုဝင်နေဒါစစ်မှုမဖြစ်မနေပေါ့နော်ကျွန်တော်တို့ထိကျုပ်တာရဲ့နေမီဒီမှာဒါကျွန်တော်တို့ ဒီကာဝေးတပ်ဖွဲ့ဝင်တွေတဲကိုမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးတော့အကျွန်တော်တို့ကြီးညာတာတွေကြားဥပါလားကျွန်တော်ရဲ့မိသားစုဝင်တွေဒါအရင်တော့ဆိုရင်လက်နဲ့မလောက်လို့အာကျွန်တော်တို့အရင်တော့ဆိုတော့တော့ကျွန်တော်တို့ဒါထောက်ပံ့ပစ္စည်းတွေပေါ့နော်မလုံလောက်တဲ့အခြေအနေတွေကြောင့်အာကျွန်တော်တို့အများကြီးပေါ့နော်ကျွန်တော်ရဲ့ရဲဘော်တွေဆုံးရှုံးခဲ့ရတာလည်းရှိတယ်အဲ့လိုမျိုးအချို့ကြတော့လည်းဗျာတော်လိုင်းကိုအနေငယ်ပေါ့နော်အာတနေ့နဲ့နနေ့နဲ့၃နေ့လောက်နဲ့ပြီးမယ်ဆိုပြီးတော့အာကျွန်တော်တို့အဲတွေးထင်ကြတဲ့သူတွေလည်းရှိတယ်လေ ဆိုတော့ကျွန်တော်တော်လိုင်းကြီးဆိုတာကအာကျွန်တော်တို့အားလုံးကတော့မနေ့ပြန်တော်လိုင်းပြီးကျင်လာကျွန်တော်တို့အားလုံးပြီးကျင်တာပဲမနေ့ပြန်ကျွန်တော်အိမ်ပြန်ကျင်လာကျွန်တော်မနေ့ပြန်ပြန်ကျင်လာအခုညာရင်းကြီးပြန်မလားကျွန်တော်လည်းညာရင်းကြီးပြန်ကျင်တာပဲဗျဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီတရင်စုဖွဲ့တွေနဲ့ကျွန်တော်တို့အခုဆိုရင်ဒါပတ်သုံးလို့လို့ခေါ်တယ်ပေါ့နော်အားလုံးသရှိတဲ့ပါဖားတို့ပါလာဖားတို့ပါကဖားတို့စသည်အားဖြင့်နေမီစုံမိုးတဲ့နေရာတွေမှာလည်းအရှင်ကောင်းကောင်းတွေလှုပ်ဆောင်နေတာကိုကျွန်တော်မိသားစုနဲ့တွေ့ရပါတယ် ကျွန်တော်ပါတော်လုံးနဲ့ပတ်သက်ပြီးတော့ဆိုရင်ကျွန်တော်မိသားစုနဲ့အချို့အမြင်မကြည်တာတွေလည်းရှိပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဖေးဖေးနဲ့ကျွန်တော်တို့စီစစ်အရေးယူလာတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။အဲဒီကျွန်တော်တို့လည်းလည်းထုတ်လုပ်မှုတွေပြီးတော့ထောက်ပံ့ပို့ဆောင်ရဲ့အခြေအနေတွေတာဝန်ကိုယ်တိကျွန်တော်တို့ထမ်းဆောင်နေကြပါတယ်ကျွန်တော်မိသားစုဝင်တွေ။ AR သားတွေပဲခိုးသားတွေဟာ AR နဲ့ပဲခိုးထဲမှာပဲရှိနေတာဖြစ်ပါတယ်။ကျောင်းရံကုန်သားတွေကျောင်းမန်လေးသားတွေရာလည်းပဲ ရန်ကုန်မန်လေးမှာပဲရှိနေတာပါကျွန်တော်ရဲ့မိသားစုဝင်တွေအရင်တော့ကျွန်တော်တို့တော်လန်ရေးအရင်တော့လက်နက်ကင်ဖွဲ့တွေပေါ့နော် ကျွန်တော်တို့အဲဒါတွေခေါင်းစဉ်တက်ကြတယ်ပေါ့နော်ဆိုတော့အဲကျွန်တော်တို့တောတောင်ရှုံမြောင်းထဲမှာပဲကျွန်တော်တို့တော်လန်ရေးရဲဘော်တွေကအဲ့ဒီမှာပဲနေရတယ်ပေါ့ဗျာအဲဖုန်းလိုင်းမရှိအင်တာနက်မရှိအဲကျွန်တော်တို့အဆင်ပြေလို့နေထိုင်စားတောက်တဲလေးတွေထိုးပြီးတော့နေကြတယ်လို့သူတို့ကအခုချိန်ထိတွေးထင်နေတာဗျအကျောင်းမိသားစုဝင်တွေကျွန်တော်တို့အဲ့ဒီထက် မြောင်များစွာတာလွန်ပါတယ်လို့ပဲကျွန်တော်ကတော့လက်တော်အချိန်မှာပြောချင်ပါတယ်ဟုတ်ပြီကျွန်တော်တို့လက်ရှိချိန်မှာပေါ့နော်ကျွန်တော်တို့အားလုံးကလည်းပဲကျွန်တော်တို့စုဖွဲ့မှုကောင်းကောင်းနဲ့ကျွန်တော်တို့ဒီဤရောတပ်ဖွဲ့ဝင်နေနဲ့အတူတူပူးပွဲပြီးတော့ကျွန်တော်တို့အလုပ်လုပ်တဲ့ခါတွေမှာလည်းပဲကျွန်တော်တို့ကောင်းမွန်တဲ့အတွေ့အကြုံတွေမြောင်များစွာကိုလည်းကျွန်တော်တို့ရဲဘော်တွေလူငယ်တွေရရှိခဲ့တာရှိတယ်ပြီးတော့ကျွန်တော်တို့အခုဇက်တိုက်မြင်တွေ့နေရမှာကကျွန်တော်တို့ဒီကာဝေးနဲ့ပတ်သက်ပြီးတော့ပေါ့နော် ကျွန်တော်တို့ဘက်မှာလည်းပဲအချင်းဖြတ်ခြားစားမှုနဲ့ပတ်သက်ပြီးတော့အရေးယူဆောင်ရွက်နေတာတွေကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေတွေ့ရမှာဖြစ်တယ်ဗျပြီးခဲ့တဲ့ရက်ကဆိုရင်ကျွန်တော်တို့ဒါ CDM ဆရာဝန်တဦးပေါ့နော်အဲဆရာဝန်အမျိုးသမီးတဦးကိုတွားရောက်ဖမ်းဆီးတဲ့အခြေအနေတွေမှာလည်းပဲရုပ်သံဗီဒီယိုမတန်းကြည့်မယ်ဆိုရင်တာမန်အဖြစ်ကတော့အဲနည်းနည်းလေးကြမ်းတမ်းတယ်လို့ထင်ရတာပေါ့နော်အဲ့ဒါအမျိုးသမီးတယောက်ကိုအမျိုးသားတွေတွားဖမ်းတဲ့ပုံစံမျိုးပေါ့ကျွန်တော်ပြောပြီးသားပါကျွန်တော်တို့ကာဝေးတပ်ဖွဲ့ဝင်တွေ အာတာဝန်ချတဲ့စခန်းတွေမှာအမျိုးသမီးရဲမေတွေမရှိတာတွေလည်းအများကြီးရှိပါတယ်လို့ကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ကတော့ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အခြေအနေနဲ့ကျွန်တော်နှိုင်းရှင်ပြီးတော့ဖော်ပြခဲ့တယ်ကျွန်တော်လည်းတော်ဖန်မှုတယ်ကျွန်တော်တော်ဖန်တော်ဖန်ခဲ့ဘူးတယ်ကျွန်တော်တော်ဖန်တော့အာကျွန်တော်ဒီမှာအမျိုးသမီးရဲမေမပါသွားဘူးလေဆိုတော့သူတို့တွေကိုကောင်းကောင်းမွန်မွန်ပြောဆိုပြီးတော့ကျွန်တော်ကားပေါ်တင်ပြီးတော့ကျွန်တော်ပဲတော့ပို့ခဲ့တာဗောနော်ကျန်တဲ့ပိုင်းတွေကတော့တရင်ရဲ့ကိစ္စပေါ့ကျွန်တော်လည်းမဆိုင်ပါဘူးအဲတော့ကျွန်တော်တော့ဖန်တော့ပြဿနာမရှိဘူးပြကျွန်တော်ကတော့ကောင်းကောင်းမွန်မွန်ပဲပြောတာ ။ဟုတ်ပြီဟုတ်ပြီဒါကတမျိုးပေါ့နော်။ဆိုတော့ကျွန်တော်လက်ရှိအချိန်မှာဒီအီအာကိုအင်အားတွေနဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်အင်အားတွေကတကယ်ကို ကျွန်တော်တို့အကြမ်းဖက်စစ်ခွေးတက်ကအဲအဲတုံလို့เสียကောင်းပါတယ်။ဆိုတော့တို့ကလည်းကျွန်တော်တို့ရဲ့ဂျားမှာပေါ့နော်။တောင်သွေးခွဲတက်ရှုံမှုတွေကိုပဲအမြဲမပြတ်လှုပ်ဆောင်နေတယ်ဆိုတာကျွန်တော်ရဲ့မိသားစုနဲ့ကျွန်တော်တို့ရဲ့အင်အားကိုတို့လည်းသိတယ်အဲကျွန်တော်အီအာကိုတပ်ဖွဲ့ဝင်နေတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီရဲဘော်တွေကိုကျွန်တော်တကောင်နေသွေးခွဲမယ်။ ပြီးတော့ရင်ကျွန်တော်တို့အခုကင်းနေမြေမှာဆိုရင်ဗျာကျွန်တော် DGBA ထဲကိုကျွန်တော်တို့ဒီရဲဘော်လူငယ်တွေအနည်းမျိုးစုံနဲ့သွေးဆောင်ဖျားယောင်းခြင်းခံရတယ်ဒွေးနှကောင်းပဲ PC ထဲမှာလည်းပဲကျွန်တော်ရဲဘော်တွေအများပြားအခုချိန်ထိရှိနေသေးပါအချို့ဆိုရင် BGF ထဲမှာတောင်မှရောက်နေတဲ့သူတွေလည်းရှိတယ်ကျိုးကြတော့ဟိုခုံကူဒီခုံကူနဲ့လုံနေကြတဲ့ရဲဘော်တွေလည်းရှိတယ်။ဒါကတော့အရှိတရားကိုကျောင်းဝင်မိသားစုတွေကိုပြပြနေတာပါ။ဆိုတော့ဒါမဲ့ဒီရဲဘော်တွေအကုန်လုံးကလည်းပဲဒါအခြေအနေအမျိုးမျိုးကြောင့် အာတဖွဲ့နဲ့တဖွဲ့ပေါ့နော်ရောက်သွားတယ်ဆိုပေမဲ့တို့ကလည်းပဲဒေါ်လန်ရေးအဲစိတ်ရှိနေစေရဲဘော်တွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောပြနေတဲ့အခုပေါ့နော်ကျွန်တော်တိုင်းတပ်ဖွဲ့တွေနဲ့စူပွမှုအင်အားအခြေတွေတွေထဲမှာထပ်ဆောင်အင်အားတွေလည်းအများအပြားရှိနေသေးတယ်ဆိုတာကိုကျွန်တော်ရဲ့မိသားစုအနေကိုဆက်တဲ့ဖော်ပြနေခြင်းဖြစ်တယ်ဆိုတော့အခုကျွန်ရင်ကျွန်တော်တို့၄နှစ်ခွဲကာလတွေဖြတ်ကျော်ပြီးပြီးအသက်ပေါင်းများစွာကျွန်တော်တို့ပေးဆက်ပြီးတော့တိုက်ပွဲတွေအများအပြားကိုလည်းပဲ ျွန်တော်တို့တိုက်ခိုက်ခဲ့ပြီးပြီးအောင်မြင်မှုတွေကလည်းကျွန်တော်မိသားစုအားလုံးသိရှိသွားပြီးသားကျွန်တော်တို့ဘက်ကဆုံးရှုံးခဲ့တာကျွန်တော်တို့ဘက်ကနစ်နာသွားခဲ့တာကျွန်တော်တို့ဘက်ကပေါ့နော်အဲရှုံးနေတာရဲ့ဆိုတဲ့အဲအခြေအနေမျိုးယနေ့အချိန်ထိရှိမနေသေးဘူးဆိုတာကျွန်တော်မိသားစုတွေကိုသိစေချင်တယ်ကျွန်တော်တို့ဒီဒီလူလူတွေပေါ့နော်အတူတူရုန်းကန်ပြီးတော့ ကျွန်တော်တို့ကြိုးစားလာခဲ့တယ်ဆိုတာလည်းကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်အတိပေးလို့တာဗျအကျွန်တော်အခုဒီနေ့ဖော်ပြနေတဲ့သတင်းဆိုတာအထက်ပေါ့နော်အတင်းနေနေမှာကျွန်တော်ကအခုလိုပဲကျွန်တော်ရဲ့မိသားစုတွေအတင်းနေစကားပြောနေကြပုံစံမျိုးလေးပါကျွန်တော်လူငယ်တွေကျွန်တော်မိဘပြည်သူတွေရဲ့လူလာတောင်းတနေတဲ့အကျွန်တော်တို့အာနာယူအချမ်းဖက်စစ်ခွေးမြစ်ပြတ်ချင်းမုံရေးတွေ့ခဏိတန်ကျွန်တော်တို့ဒါစိတ်သက်ပြပြင်းနဲ့အရှိကို ရှေ့ဆက်နေကြပါတယ်ဘလောက်ပဲခက်ခဲနေပါစေကျွန်တော်တို့တစ်ခါကြိုးရီပြင်ဆင်တွေးတွေးတော့ပြီးသားပေါ့နော်ဆိုတော့ကျွန်တော်ကိုနိုင်လဲခက်ခဲတွေအများကြီးကြုံတွေ့ခဲ့ဘူးတယ်ကျွန်တော်မိသားစုဝင်နေအာအချို့ခက်ခဲတွေဆိုရင်ကျွန်တော်မိသားစုဝင်ကျွန်တော်ဖော်ပြလို့မရသေးတာပါဒါပေမဲ့ကျွန်တော်တို့ဒီနေဦးကျွန်တော်တို့အောင်ပွဲတွေရလာတဲ့အဲနောက်ပိုင်းကာလတွေအဲကျွန်တော်တို့ဒီ Federal Democracy ရောက်လာတဲ့အချိန်မှာတော့အဲကျွန်တော်တို့ရဲ့ဒီဘောနော်လူငယ်တွေရဲ့အခက်အခဲတွေကိုကျွန်တော်တို့တရားဝင်ချပြ လို့ရလာပါလိမ့်မယ်ဆိုတော့ကျောင်းလူငယ်တွေဘလောက်ခက်ခဲလဲဆိုတာကိုကျောင်းမိသားစုသိစေချင်တာပါကျွန်တော်တို့ရဲ့မိခင်တွေကျွန်တော်တို့ရဲ့အဖေအမေတွေရဲ့အိမ်ကနေပြီးတော့စတင်ပြီးတော့ခြေတလန်းကြောက်ခိုင်းပြီးတော့ထွက်လာတဲ့နေတဲ့ကခက်ခဲတာပါဆိုတော့ဒီခက်ခဲတွေအတွက်လဲကျွန်တော်တို့ယနေ့ချိန်ထိဂုဏ်ယူစွာဖြတ်သန်းနေကြပါတယ်ကျွန်တော်အခုတင်ပြနေတဲ့အကြောင်းအရာတွေရဲ့အဓိကအနှစ်ချုပ်ကတော့ကျွန်တော်အရာရင်းနဲ့ပ က်ပြီးတော့ကျွန်တော်မိသားစုဝင်တွေကျွန်တော်တို့တော်လိုင်းဘက်ကနေပြီးတော့သတင်းတွေကြည်ကြပြပြမထုတ်ဖော်တာရှိတယ်ပြီးတော့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အောင်မြင်မှုတွေအများပြားရရှိထားတာရှိတယ်ဆိုတော့ ARD မှာရှိနေတဲ့ဒေသခံတွေပို့ပြီးတော့သိမယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့ဘက်ကနေပြီးတော့ဒါအချိန်နဲ့တပြေးညီကျွန်တော်တို့ဒါပူပေါင်းပြီးတော့မာပြောချက်ချက်လှုပ်ဆောင်နေတယ်ဆိုတာကိုကျွန်တော်မိသားစုဝင်တွေနားလည်စေချင်တာဗျဆိုတော့တခါတည်းမှာအဲကျွန်တော်တို့ဘောနော် အာမြို့သိမ်းတိုက်ပွဲတွေပေါ့နော်ပြီးတော့နေမည်စိုးမိုးမှုတွေပြီးတော့တိုက်ပွဲတွေကိုစတိုက် ဖော်ဆောင်လာတယ်ပေါ့နော် ကြီးကြီးကျယ်ကျယ်တွေအဲကျွန်တော်တို့လုတ်ခဲ့တာတွေရှိအာနောက်ပိုင်းတွေမှာဆိုရင်တော့ကျွန်တော်တို့ဒါတော်တော်လေးကိုသူတသိမ့်နဲ့လှုပ်ရှားလာတယ်ကျွန်တော်ရဲ့မိသားစုဝင်နေဆိုတော့2025ကျွန်တော်တို့နှစ်ကုန်နဲ့96ကလာရီမှာလေကျွန်တော်မိသားစုဝင်တွေကိုအမြဲတမ်းပေါ့နော်ကျွန်တော်တို့ကာဝေးတပွဲဝင်တွေဘက်ကနေပြီးတော့နှစ်တကူလက်ဆောင်ပြဖို့နေကြဆိုတာလဲ ကျွန်တော်အမြဲတမ်းပြောနေကြစကားပါမကြခင်မှာလည်းပဲကျွန်တော်ရဲ့မိသားစုဝင်တွေနှစ်တကူလက်ဆောင် surprise လက်ခံရရှိဖို့ပြင်ဆင်ထားပါလို့ပြောချင်တယ်ဒီရင်ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုကျွန်တော်ဒီချက်ပို့ကောင်းကျွန်တော်စူးစမ်းပေးပါမယ်အကျွန်တော်ရဲ့ Telegram အအသင်းပေါ့နော်တော့ Telegram လေးကိုလည်းကျွန်တော်ရဲ့မိသားစုဝင်တွေအဆက်လက်ပြီးတော့ join ပေးဖို့ကျွန်တော်လေးစားစွာပန်ကြားလိုပါတယ်ရေးပေါ်ရှမ်းလေး official Telegram channel အသစ်ထပ်ပွင့်ထားပါတယ် လနဲ့ပေးစေးပေးကပေးကြောင်းနဲ့ကြောင်းနိုင်ငံတွေမှာရှိတဲ့မိသားစုဝင်တအူးချင်းစတိုင်ဖေးရနဲ့ကင်းရှင်းပါကြောင်းလေးနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေဝရှင်းလေးပါဗျာ